ိန္ဒိယနိုင်ငံကနာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်တွေပါဝင်ပြီးမြန်မာစက်ကြောင်းအချို့ပါဝင်ပေမဲ့အိန္ဒိယရုပ်ရှင်ဇာတ်ကားတကားကိုမြန်မာနိုင်ငံမှာ၃လကြာလာရောက်ရိုက်ကူးသွားဖို့ရှိရလို့သိရပါဗယ်။အဆိုပါဇာတ်ကားရိုက်ကူးဖို့အတွက်မြန်မာနိုင်ငံကိုစားပြုရှူတင်မန်နေဂျာအဖြစ်ကိုစတီကဆောင်ရွက်မှာဖြစ်ပြီးရိုက်ကူးရေးတွေကိုအော်တိုဘာလအတွင်းလာရောက်ပြုလုပ်ဖို့စီစဉ်ထားပါဗယ်။အဆိုပါဇာတ်ကားကိုအိန္ဒိယနိုင်ငံကနာမည်ကျော်ရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ MTS Group Cinema Company Limited ကအစီအစဉ်ရိုက်ကူးမှာဖြစ်ပြီး ဇက်ကားရဲ့ကူးချိန်စုစုပေါင်း၈လကြာမြင့်မှာဖြစ်ခါမြန်မာနိုင်ငံမှာ၃လအချိန်ယူရိုက်ကူးသွားမှာဖြစ်တယ်လို့သိရပါဗျ။အဆိုပါဇက်ကားရဲ့အဓိကဇက်ကြောင်းဟာမြန်မာနိုင်ငံကိုဒီတိချရီလာရောက်သိမ်းပိုက်စဉ်ကာလအတွင်းရောက်ရှိနေထိုင်ခဲ့တဲ့အိန္ဒိယနိုင်ငံသားအချို့ဟာ၎င်းတို့နိုင်ငံကိုပြန်သွားချိန်မှာမျိုးဆက်တွေကျန်ခဲ့ကအသက်အရွယ်ရလာချိန်မှာမျိုးဆက်တွေပြန်လည်ဆုံတွေ့တဲ့အကြောင်းဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာအချိန်တော်တော်များများရိုက်ကူးဖို့စီစဉ်ထားတာဖြစ်ကြောင်း မြန်မာနိုင်ငံကိုစားပြုရှူတင်မန်နေဂျာအဖြစ်ဆောင်ရွက်မဲ့ကိုစတီးကဆိုပါရယ်လက်ရှိမှာတော့ရိုက်ကူးရေးအတွက်လိုအပ်တဲ့ဆက်တင်ဝန်ဆောင်စင်မှုတွေအတွက်ပြင်ဆင်ပြီးသွားပြီဖြစ်တယ်လို့သိရပါရယ်အဆိုပါရုပ်ရှင်ဆက်ကရိုက်ကူးရေးအတွက်ခရီးသွားကုမ္ပဏီတစ်ခုနဲ့လဲချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီးရိုက်ကူးရေးအဖွဲ့တွေမြန်မာနိုင်ငံကိုစတင်လာရောက်ချိန်ကစတင်ကလိုအပ်တာတွေကိုကူညီဆောင်ရွက်ပေးဖို့အတွက် Coastie ကတာဝန်ယူရမှာဖြစ်ပါတယ်။ နိုင်ငံတကာရုပ်ရှင်ဇာတ်ကားတွေမှာမြန်မာနိုင်ငံရဲ့ဒေတာရှုခင်းတွေကိုနောက်ကန်ထားရိုက်ကူးဖို့အတွက်အခုနှစ်ပိုင်းတွေမှာစိတ်ပါဝင်စားမှုပုံပုံများပြားလာတာကြောင့်လာရောက်ဆက်သွယ်ဆောင်ရွက်မှုတွေရှိလာခဲ့တယ်လို့သိရပါဗျ။